တမမီမျိုးဤဒီနေ့ mystery တွေကတတမမီမျိုးကိုအရန်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့မှနားထောင်လို့ကောင်းတဲ့ပုံမီလေးတစ်ပုဒ်ကို mystery တွေကပြပြပေးသွားမှာပဲဖြစ်ပါတယ်။အဒီနေ့ miss ပပမဲ့ပုံမီလေးရဲ့နာမည်ဆိုလို့ရှိရင်တော့တွက်ကလေး၃ခါဖြစ်ပါတယ်။ဒီပုံမီလေးရဆိုရင်တတမမီမျိုးလည်းတိုင်းနဲ့တက်မှာလည်းဖြစ်တယ်။ တော့အရန်လည်းနားထောင်လို့ကောင်းတာဖြစ်တဲ့အတွက် Miss Kelly နဲ့အတူတူလိုက်ပြီးတော့နားထောင်ပြီးရောနော်ဟူးရှီရောပါတဲ့နော်ကျွတ်ဖြူလေးရဲ့ကျွတ်ညိုလေးရဲ့ကျွတ်မဲလေးရဲ့ဆိုပြီးတော့ကျွတ်ကလေးသုံးအောင်ရှိတဲ့ကွယ်ကျွတ်ကလေးတော့မှာတဲ့နော်အတူတူနေထိုင်ကြရတယ်။နောက်နေပြချစ်ချစ်ခင်ခင်နဲ့နေထိုင်ကြရတယ်။ပြီးလို့ရှိရင်ကစားလို့ရှိရင်လည်းအတူတူကစားကြရတယ်။မုံနေစားရင်လည်းအတူတူစားကြရတယ်တဲ့နော်။ဒါပေမဲ့ကျွတ်ကလေးတော့မှာပါတဲ့ အော်သူတို့ခန္ဓာကိုယ်မှာရှိတဲ့အရာလေးအမွှေးလေးနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာဆိုလို့ရှိရင်တော့တရားနဲ့တရားညင်းခုံပြီးတော့လူရက်ပြီးတော့ပြောကြရည်တဲ့နော်ခင်အေးတော့ချက်ဖြူလေးကပြောလဲဆိုတော့ချက်ဖြူလေးရဲ့ခန္ဓာကိုယ်မှာရှိရဲ့အမွှေးလေးနဲ့ကြည့်ပါဦးဖြူဖွေးနေရပဲနော်အဲ့ဒါကြောင့်မလို့ချက်ဖြူလေးကတော့အလှဆုံးပဲဆိုပြီးတော့ချက်ဖြူလေးကချက်ဖြူချက်မဲလေးနဲ့ချက်ဖြူလေးနဲ့ကိုပြောတယ်တဲ့နော် အဲ့ဒါလည်းမဟုတ်သေးဘူးကျွန်မလေးရလည်းဘာပြောပြောလဲဆိုတော့ကျွန်မလေးရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အမွှေးလေးတွေအားဆိုရင်လေနော်ဘုံဘွားကြောက်မဲလေးတွေလိုပဲမဲနန်းနေရပဲဒါကြောင့်မလို့ကျွန်မလေးရတာအလှဆုံးဆိုပြီးတော့ပြောတယ်တဲ့နော်ကဲကျွတ်ညူလေးရဆိုလို့ရှင်လေဘာပြောလဲဆိုတော့ လေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမွှေးတွေအားဆိုရင်လေเนาะမြင်းလေးတွေမှာရှိတဲ့အမွှေးလေးတွေလိုပဲအညိုရောင်လေးတွေဖြစ်တယ်။ဒါကြောင့်မလို့တွေ့လူလေးရတာအလှဆုံးဆိုပြီးတော့ကြောင်းတဲ့တရားရင်းကုန်ပြီးတော့ပြောနေကြရတဲ့ကလေးလေးတို့ရင်အဲ့တော့ကြောင်းလေးတို့ကောင်ကတခြားအချိန်တွေမှာပဲချစ်ချစ်ခင်ခင်နဲ့နေထိုင်ကြပါမယ်။သူတို့ခန္ဓာကိုယ်မှာရှိတဲ့အမွှေးလေးတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာဆိုလို့ရှိရင်တော့တရားနဲ့တရားရင်းကုန်လို့ရပြီးတော့ပြောကြရတယ်တဲ့နော်။ နေ့မှာကျုပ်ကလေးတို့ကောင်ကအတူတူကစားနေကြတဲ့အချိန်မှာတော့เนาะဘာသာလေးကြားလေဆိုတော့အတန်လေးတစ်ခုကိုကြားလိုက်တယ်เนาะအဲ့ဒီအတန်လေးကဘာသာလေးလေဆိုတော့ငိုတဲ့အတန်လေးကလေးလေးကိုရေးငိုတဲ့အတန်လေးဘယ်သူမှလည်းမသိဘူးเนาะအဲ့ဒါနဲ့ကျုပ်ကလေးတို့ကောင်လည်းလေကစားနေနေငိုတဲ့အတန်လေးကြားလိုက်တဲ့အခါမှာတော့ကစားနေရနေရှက်ပြီးတော့နားထောင်ကြည့်ကြတယ်တဲ့เนาะ တယ်လည်းမသိဘူးအတန်တစ်ခုကြားရတယ်နော်ဘသူမိုးနေရလည်းမသိဘူးဆိုပြီးတော့အေးရပြောကြတယ်အဲ့ဒါငါတို့လေတော့ပါမှာငိုတန်းငိုတဲ့အတန်ကြားတဲ့နေရာကိုသွားချိမရမယ်ဆိုပြီးတော့သွားကြတယ်အဲ့ဒီခါမှာလေတော့ကလေးတော့မှာပါပါလို့သွားတွေ့လေဆိုတော့ဘသူမိုးနေလည်းသိလာကလေးတို့ကြီးဟုတ်တယ်ဘေဘီကျွတ်လေးကငိုနေရဲ့အဲ့ဒီခါမှာကျွတ်ဖြူလေးရဲ့ကျွတ်မဲလေးရဲ့တက်ကူလေးရဲ့တိတ်သွားတာပေါ့ ောင်မူနေတယ်ဆိုပြီးတော့အနီးနားကိုသွားဖီဖီကျွန်းလေးဘာလို့မူနေရလဲဆိုပြီးတော့သွားနေတဲ့အခါမှာတော့ဖီဖီကျွန်းလေးကအိမ်ပြန်ချင်လို့အိမ်မပြန်တတ်ဘူးမမြုပ်လွမ်းလို့ဆိုပြီးတော့ပြောတယ်အဲ့ဒီခါမှာကျုပ်လေးတို့မှာကအဲဘီဘီကျွက်လေးကိုအိမ်ပြန်လိုက်ဖို့ပေးမယ်ကိုကိုတို့လိုက်ဖို့ပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒီခါမှာဘီဘီကျွက်လေးရဲ့ကျုပ်လေးတို့မှာရဲ့ ပြန်ဖို့အတွက်သွားကြတယ်တဲ့နော်အဲ့ဒါနဲ့သွားနေနေလေလမ်းကြီးမှာဘာတွေ့နေလဲဆိုတော့လေဟိုးကြည့်ပါဦးအဖြူအောင်ရှိတယ်လေထုံးဖြူအိုင်တစ်ခုတွေ့တယ်တဲ့ကလေးလေးတို့ရေထုံးဖြူအိုင်လေအဖြူအောင်အဖြူအောင်လေးလည်းရှိရဲ့ထုံးဖြူအိုင်တစ်ခုတွေ့တယ်အဲ့ဒါနဲ့တော့ကလေးလေးကစဉ်းစားတာပေါ့အော်ဒီထုံးဖြူအိုင်ကိုကြော်ပြီးတော့မှဟိုဘက်ကိုသွားရမှာအဲ့ဒါမှချော်ကလေးနေတဲ့ဘီဘီချော်ကလေးနေတဲ့အိမ်ကိုရောက်မှာ ဒီထိုးမြူအိုင်ကိုဘယ်လို join ရမလဲကြော်ရလမ်းလည်းမရှိဘူးအဲ့တော့ဒီထိုးမြူအိုင်ကိုပဲဖြတ်ပြီးတော့တော်မိုင်ရတော့မယ်ဆိုပြီးတော့တော်ကလေးသုံးပါကဒီထိုးမြူအိုင်ကိုဖြတ်ပြီးတော့တွားကြရတယ်တဲ့နော်အဲ့ဒီခါမှာတော့တော်ကလေးသုံးပါရဲ့ခန္ဓာကိုယ်ကငိုလိုမျိုးအယောင်တွေရှိတော့ပဲနဲ့ထုံးနေပြီကုန်တော့ဘာယောင်တွေဖြစ်သွားပြီလဲဆိုတော့အဖြူယောင်တွေဖြစ်သွားတယ်နော်တွတ်ဖြူလေးတွေဖြစ်သွားတယ် ဲ့ဒီခါမှာချုပ်ကလေးတို့မှာပါလေဘသူကကြွပြုံလေးလဲဆိုတော့ငါခွဲခြားပြီးတော့မသိတော့ဘူးတဲ့ကလေးလေးကိုရေခဲအဲ့ဒါနဲ့ချုပ်ကလေးတို့ကောင်းရေဘေဘီကြွက်လေးရာခီးဆက်သွားခဲ့ကြတယ်တော့အဲ့ဒီခါမှာချုပ်ကလေးတို့ကောင်းဟာတဲ့နော်တော်ပြီလာပါတဲ့နော်တော်ပြီလာပါတဲ့နေရာတစ်ခုရောက်တဲ့အခါမှာတော့အဲ့ဒီမှာလေအမဲအောင်လေးပဲရှိတယ်မိကြီးခဲလေးမိသွေးခဲလေးလေ ူအမဲအမီနဲ့ရှိတာဖြစ်တဲ့အတွက်ချောကလေးတွေကလည်းအဲဒီတော့ဒီမီလာဟာတော့မီလာဟာနေရာကိုဖြတ်ပြီးတော့သွားတော့မှချောကလေးလေးပြီးတော့လေးနေတဲ့အိမ်ရောက်မှဆိုတော့တော့မီလာနဲ့နေရာကြီးကိုဖြတ်ပြီးတော့သွားကြတယ်တဲ့နော်အဲ့ဒီအခါမှာဆိုလို့ရှိရင်ချောကလေးတို့မရဲ့ခန္ဓာကိုယ်ကအမဲအမီပေးကုန်တော့ချောကလေးတွေကဖြစ်သွားရည်လဲဆိုတော့အမဲရောက်ခန္ဓာကိုယ်မှာရှိတဲ့အပွေလေးတွေကအမဲရောက်ပြောင်းသွားတယ်တဲ့နော်အဲ့ဒီအခါမှာဆိုရင်ချောကလေးတို့ကလေ ဘသူကကြွမဲ့နေရဲဆိုတာကိုခွဲခြားပြီးတော့မသိတော့ဘူးတဲ့နော်အဲ့ဒါနဲ့တုတ်ကလေးသုံးကောင်ကခီးဆက်ခဲ့ကြတယ်တဲ့နော်တုတ်ကလေးသုံးကောင်ကခီးဆက်သွားကြတဲ့အခါမှာဘေဘီကြွက်လေးညီတဲ့အေကိုရောက်တော့မှာနော်ဘေဘီကြွက်လေးညီတဲ့အေကိုရောက်တော့မယ်เออเออน้องโดเมอะไรเนี่ยบิบิชั่วลีนี่เนี่ยเดี๋ยวยาวเลยอ่ะก็ตะไคร้นี่ก็เข้าไปในเฉยๆบาเลยโหก้าวนี่บอนี่แล้วโมดิอ่ะ ဟူးဆိုပြီးရွာချတယ်တဲ့နော်အဲ့ဒီခါမှာလောက်ကလေးတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ထုံးနေနော်ပြီးလို့ရှိရင်မိတွေ့ခဲ့အမဲရောင်နေထုံးအဖြူရောင်နေကအကုန်လုံးမိုးရေနဲ့ပါသွားပြီးတော့ကျုပ်ကလေးတွေကငကိုအရောင်လေးတွေဖြစ်သွားတယ်ကျုပ်ဖြူလေးကဆိုလို့ရှိရင်လည်းအဖြူရောင်လေးတွေဖြစ်သွားတယ်ကျုပ်ညူလေးကဆိုလို့ရှိရင်လည်းအညူရောင်လေးတွေဖြစ်သွားတယ်ကျုပ်မဲလေးကဆိုလို့ရှိရင်လည်းငကိုရောင်အမဲရောင်လေးကိုပြန်ပြီးတော့ဖြစ်သွားတယ်ကလေးလေးတို့ရေ ါနေကြွက်လေးတော့မှာဘာဖြစ်လဲဆိုတော့အရှင်လိုပဲပြန်ပြီးတော့ညီခုံကြပြန်နေเนาะမကြွက်မဲလေးရအလှဆုံးကြွက်မဲလေးခနာကိုပုံမှန်ရှိတဲ့အမဲရောအမွှေးလေးရကအလှဆုံးကြွက်ဖြူလေးရဆိုလို့ရှင်လေကြွက်ဖြူလေးခနာကိုပုံမှန်ရှိတဲ့အဖြူအမွှေးလေးရကအလှဆုံးတဲ့ညိုလေးရဆိုလို့ရှင်လေတွညိုလေးခနာပုံမှန်ရှိတဲ့အညိုရောအမွှေးလေးတွေကအလှဆုံးဆိုပြီးတော့ညီခုံကြတယ်တဲ့เนาะအဲ့ဒီအချိန်မှလေးတိလာဘေဘီကြွက်နေရဲ့မမီကရောက်လာတယ် ထောက်လာပြီးတော့ဗာပြောလဲဆိုတော့ကျောက်ကလေးသုံးကောင်ကြီးအခုလိုမျိုးကြီးခုန်နေတာနော်အဲ့ဒါအလှတရားတကယ်အမှန်အလှတရားမဟုတ်ဘူးဒါကအစ်စ်အမှန်မဟုတ်ဘူးအခုလိုမျိုးအကြီးရဲ့သားလေးကိုအကြီးရဲ့ခင်ကြီးနဲ့အကြီးရဲ့စီကိုရအောင်လို့ပြန်ပြီးတော့ပို့ပြီးတယ် ပြန်ပြီးတော့ဂရုစိုက်ပြီးတော့ခေါ်လာပေးတာကတကယ်အလှတရားပဲအဲ့ဒါမှတကယ်အစ်စ်အမန်အလှတရားဆိုပြီးတော့အမျိုးချုပ်ကြီးကပြောပြလိုက်တယ်တဲ့နော်အခုလိုမျိုးညင်းကုန်နေတာကအဲ့ဒါအလှတရားမဟုတ်ဘူးနော်အလှတရားမဟုတ်ဘူးအခုလိုမျိုးစိတ်ထားပြူစင်လေးနဲ့ဂရုစိုက်ချင်တာပေးတယ်နော်အန်ဒီရတာလေးဂရုစိုက်ပေးတယ်လမ်းဖြီးမှလည်းအနေမဖြစ်အောင်လို့တခြားလေးခေါ်လာပေးတယ်အဲ့ဒါအဲ့လိုမျိုးစိတ်ထားရှိတာမှတကယ်အလှတရားဆိုပြီးတော့မမျိုးချုပ် ီကရှင်းပြပေးလိုက်တယ်တဲ့နော်အဲ့ဒီခါကျမတော့ကလေးတုံးပါသွားတယ်တေချာနားလည်သွားတယ်အလှတရားဆိုတော့ဘာလို့မျိုးပြောရလဲဒရာမိုနားလည်သွားပြီးတော့နောက်ထပ်နောက်ထပ်ဘယ်တော့မှလေငင်းခုမလုပ်ကြတော့ဘူးတဲ့နော်ရောင်းတဲ့တယောက်ချစ်ချစ်ကင်ကင်နေသွားကြတယ်အဲလိုအပ်တာရှိရင်လည်းကူညီပေးတယ်တဲ့နော်အဲ့လိုမျိုးနေထိုင်သွားကြတော့တယ်တဲ့ကလေးလေးတို့ရေကိုမီလီယာတော့တော့ပါတယ်ကလေးလေးတို့ရေ ခရင်လို့လေဒီပုံမြင်လေးမှာရှိတဲ့ကြွက်ကလေးသုံးပါလို့မျိုးပဲတယောက်နဲ့တယောက်အလှတရားတွေเนาะဥမာ မှဆိုလို့ရှိရင်တသားတို့ဝတ်ထားတဲ့အဝိစာလက်လက်လေးတွေကိုတကယ်ကြီးကိုကြွားတာမျိုးတွေလို့ရှိရင်မုံနေအများကြီးရှိလို့ရှိရင်လည်းကြွားပြီးတော့ပြောတာမျိုးတွေမဖြစ်လို့ဖဲနေเนาะတကယ်ကြီးကပူကြီးလိုနေလို့ရှိရင်ပူကြီးပေးရမယ်တကယ်ကြီးကိုဝူးဆိုင်ပေးရမယ်ကိုထက်နေတဲ့ baby လေးတွေဒီလေးဒီမလေးဆိုလို့ရှိရင်တသားတို့ baby တို့ကစိတ်တိုင်းပြည့်စုံစင်တဲ့အတရေထိခိုက်အတရေမဖြစ်အောင်လို့ဝူးဆိုင်ပေးရမယ်เนาะအဲ့ဒါမှတကယ်အလတရားတကယ်အစ်မအလတရားဖြစ်တယ်เนาะဒါကြောင့်မလို့ ုံကလေးလေးလိုရဲ့ဒီပုံမီလေးတမရှိတဲ့ကြောက်ကလေးသုံးပေါင်းလိုမျိုးပဲတရားမြတ်တဲ့စတိကင်းနဲ့နေထိုင်ပြီးတော့ကိုထက်ငယ်တဲ့ညီလေးညီမလေးနေเนาะတခြားသူတွေအပေါ်မှာအဲဆိတ်ထားပြုစင်းစွာနဲ့ကုညီပေးတတ်တဲ့သူတွေညီကြပါလိမ့်မယ်เนาะဘိုင်ဘိုင်ပါကလေးလေးလိုရေ thank you